လက်အုပ်ရှိပြီးဆူတောင်းပေးသူကိုပြန်ဆဲခဲ့တဲ့ခန်းနင်းဝေချစ်သူရဲ့ဇယိုက်ဆန်တဲ့ဗီဒီယိုပေါ်ထွက်လာမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လက်တလော ဖြစ်ပျက်နေတဲ့ကြေရပေါင်းစုံနဲ့ခန်းနင်းဝေရဲ့ပွဲရီကိုစတိုက်ကြည့်ဖြစ်ကြမယ်ထင်ပါတယ် ခိုင်နေဝီကတော့ဘလူးကောင်းဆောင်ထားတဲ့မင်းသမီးလိုမျက်နှာဖုံးတွေတလွာချင်းပြုတ်ကျလာခဲ့တာပါခုတခါမှလည်းအများကိုတိန်းထောင်ချီလှူဒန်းနေရဲ့ခိုင်နေဝီကပတ်စံတိန်း30ပါးလွဲတဲ့သူကိုကြပြန်မပြီးချင်လို့ပြည်တနာဖြစ်နေတဲ့ပွဲကမပြီးသေးဘူးနောက်ထပ်ပွဲတစ်ခုကထပ်ဖြစ်လာခဲ့ပါတယ်ဒါကတော့မြန်မာမာတင်မကကဘာကျော်ရဲ့အထိနာမည်ကြီးပါစေလို့လက်ကိုကင်ပြီးဆွတောင်းပေးတဲ့အမျိုးသမီးကိုခိုင်နေဝီရဲ့ချစ်သူကဆဲဆိုတဲ့ဗီဒီယိုကာယကံရှင်အမျိုးသမီးကိုချက်ပြလာခဲ့ရပဲဖြစ်ပါတယ် ဒီဗီဒီယိုကိုနားထောင်မိရဲ့လူတိုင်းကလည်းအရန်ကိုအံ့ဩသွားခြင်းကြပြီးဇေမြင့်အောင်ရဲ့အကောင့်ကိုတွားပြောကြပြီးမဲ့လေဗီဒီယိုတွေကလည်းကက်ကက်လန်ရှမ်းပြန်တွေ့နေရကြောင်းဇယိုက်တွေကပို့ပြီးတော့ပေါ်လွင်လာခဲ့ပါတယ်။တဖက်မင်းကလေးကလည်းသူမကခိုင်နေဝင်ရဲ့လက်ကိုကင်ပြီးမြန်မာမာတီမကပဲကဘာကျော်ရဲ့အထိနာမည်ကြီးပါစေလို့ဆုတောင်းပေးခဲ့တဲ့ဗီဒီယိုကိုအဆိုပါအမျိုးသမီးကပဲ TikTok မှာတင်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုကြောင့်ပဲတရုတ်ဆောင်ခန်းနေဝေကိုပြည်သူဝေဖန်မှုတွေပြင်းထန်ခဲ့တာကြောင့်ခန်းနေဝေရဲ့ချစ်သူဖြစ်သူကမီဒီယာတွေနဲ့တောင်းပန်ပေးဖို့ပြောခဲ့ရဖြစ်ပါတယ်အဆိုပါအတန်ဖန်ထားတဲ့ဗီဒီယိုကိုခိုင်နင်းဝေငွေကျပ်330ပြည်တနာတက်နေချိန်မှာဖွင့်ချပြလာခဲ့ပြီး သူမဘီနာကသူရိဟာရိုင်းဆိုင်နေဆိုတာကိုသူမကတက်တည်ပြခဲ့တာပါအဆိုပါဗီဒီယိုကြောင့်ဝေဖန်ခံနေရတာကိုမီဒီယာနဲ့ချိန်ပြီးတောင်းပန်ပေးဖို့တောင်းဆိုခဲ့တာတွေ့ရပြီးအဆိုပါအမျိုးသမီးကတော့ဒီလောက်ထိခိုက်တော်မယ်မထင်လို့တင်ခဲ့တာဖြစ်ပြီးသူမအနေနဲ့ထိုဗီဒီယိုကိုဖြုတ်ချပေးပြီးပြီဖြစ်ကြောင်းသာပြန်လည်ပြောဆိုခဲ့ရမှာအချင်းများခဲ့ကြတာပါဒေါတာဖြစ်နေတဲ့ခိုင်နေဝေချစ်သူရဲ့စဲဆုံမှုတွေပါဝင်တဲ့အဆိုပါဗီဒီယိုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပြီးဝေဖန်မှုတွေလည်းပြင်းထန်နေကြပါတယ် ခိုင်နှင်းဝေရဲ့ချစ်သူကတော့ပရာဟိတာလောက်တာအရာရာသီးခံဆိုတာခိုင်နှင်းဝေပဲရမယ်လူတိုင်းမရဘူးလို့ပြန်လေတုတ်ပြန်ထားပါ යි ခိုင်နှင်းဝေဟာရေပီးကြောင့်ဆက်ဆွဲတမန်ကူညီနေချိန်မှာသူ့ရဲ့ဗီဒီယိုကြောင့်အစင်းခံခဲ့ရတာဖြစ်ပြီးဖြတ်ပေးပုံနဲ့ဖြေရှင်းပို့ကိုမလုပ်ပေးရတဲ့အတွက်အစင်းတာဖြစ်တယ်လို့ဆိုပါ යි ဒါကြောင့်ပန်းလာရောင်ကတော့ဗီဒီယိုနဲ့တကွချပြလာပြီးခိုင်နှင်းဝေကတော့တိမတိတော့မသိဘူးသူ့ပေးရသူတွေကတော့တကယ်ကြောက်စရာပါကျမကိုတွေ့ပါ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာလက်အုပ်ချီပြီးဆုတောင်းပေးမှုကြောင့်ဒေါ်ခိုင်နင်းဝီဘီကသူကပြောတဲ့အစကားလေးနားထောင်ကြည့်ပါပထမတစ်ခါဖုန်းဆက်တုန်းကကျမအေယာရီတိုင်းရှိပြီးသွားနေချိန်မှာရှိကျမကပရာဟိတအလိုလုပ်နေလို့ပြောတာကိုနင်တို့လိုအောက်တန်းစားပရာဟိတဘာလို့ရမှာလဲပြောလို့နောက်တစ်ခါထပ်ဆက်ရင်အတန်ဖန်တာဖို့အင်းကလူကြီးတွေမှားထားပေမဲ့ကျမအတန်မဖန်တလို့ရှိထားလိုက်တာပါအခုကလည်းပရာဟိတမင်းသမီးကြီးဘေးကလူတွေအဲ့လိုလုပ်နေလို့သူကိုယ်တိုင်တပ်ပုံတွဲရိုက်ပြီးလို့ ကျမကိုဒေါ်ခိုင်နှင်းဝေမဆူတောင်းခိုင်မဲကျမတူလက်ကန်ခွေမရှိပါဘူးရှင်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကိုဆူတောင်းပေးလို့သူ့ဘီကလူဆဲတာနားထောင်ကြည့်ပါဦးအခုလိုတင်ပေးရတာလဲဒေါ်ခိုင်နှင်းဝေဘီကလူတွေကလူရဲလူကိုယဉ်ကျေးစွာဆက်ဆံတတ်ပုံနဲ့သူမကြည်နဲ့သူဆိုအဲ့လိုဖုန်းထဲမှာပြောတယ်လို့ဆက်ဆံတတ်တာသိစေခြင်းရောပါ မိဘမိတ်ကလေးတွေကိုအုပ်ချုပ်နေသူတွေမှာဒီလိုအပြုတ်မှုရှိတင်လားဆိုတာဗုဒ္ဓဘာသာနိုင်ငံမှာနေထိုင်နေသူတွေဆုံးဖြတ်ပေးပါရှင်။အရင်ကဘာလို့မတင်တာလဲ။အခုမှဘာလို့တင်တာလဲဆိုအခုဖြစ်နေတဲ့ပတ်စံကိစ္စဖြစ်နေတဲ့အမပြောတာ သူ့ကိုရိုင်းဆိုင်စွာဆက်ဆံနေဆိုတာအမှန်မှားဆိုတာပြောပြတာပါခိုင်နင်းဝေပေးကလူတွေကြောင့်ပရဟိတမင်းသမီးကြီးရဲ့ဂုံတရင်မထီပါစေခြင်းလို့စေတနာနဲ့ပါကျမအစဲတဲ့သူကိုတရားဆွဲဖို့လှုပ်ပါသေးရဲ့ဒါပေမဲ့အဖေလိုလေးစားရတဲ့ဖုံမုံကသူ့အကူတုံနဲ့သူသွားပါလိမ့်မယ်သမီးရဲ့မလှုပ်ပါနဲ့တားခဲလို့ပါအကူကအကောင်လုံးကိုတည်စေခြင်းပြီးအမှားအမှန်ခွဲခြားစေခြင်းယုံလေးပါအခုလိုချိန်မှာဘဲဟာအမှားအမှန်ဆိုတာ အားလုံးသိသိချင်းအောင်ပါရှင်ဆိုပြီးတင်လာခဲ့တာပဲဖြစ်ပါတယ်။အခုလိုပရာဟိတာလုံနေပြီးဘီနာမာနေရဲ့သူတွေကတော့အရန်ကိုဇရိုက်ဆန်ပြီးကြောက်စရာပါပဲ။ပရိသတ်ကြီးတို့ရောဗီဒီယိုနဲ့ပတ်သက်ပြီးမိမိအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရှင်ဒီယဆမုန်းနှွန်ကြီးကရေကြီးနိုင်တာကြောင့်ကျူတင်တရိထားရှောင်ရှားထားတဲ့နေရာများမိင်္ဂလာပါပြိတ်သက်ကြီးတို့ရဲ့ လက်ရှိမြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာတော့ရေကြီးမြေပြိုတာတွေများစွာဖြစ်နေပြီးမိုးလဲအဆက်မပြတ်ရွာနေရကြောင်းအားလုံးဒုက္ခတွေ့နေရတာပဲဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာမှုန်တိုင်းနဲ့ပတ်သက်ပြီးတော့လေအထူးသတိထားနိုင်အောင်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒီကနေ့မိုးလေဝသနဲ့ပတ်သက်ပြီးနောက်ဆုံးရရှိထားတဲ့အချက်အလက်များအရဘင်္ဂလားပင်လယ်အော်အတွင်ဖြစ်ပေါ်လျက်ရှိနေတဲ့အာကောင်သောလေပြင်းအားနဲ့ရဝင်းရဲ့အချိန်ကြောင့်လွင့်စင်လာတဲ့အာကောင်သောအပူပြန်တက်တိမ်တိုက်များကြောင့်ပုံမအာကောင်လာက မုံတိုင်းငယ်အဖြစ်သို့ရောက်ရှိလာနိုင်ပြီးအနောက်တောင်မုတ်တုံလေအားအလွန်ကောင်းလာနိုင်ခြင်းကြောင့်ရှင်နီယာစာပြီး9ရက်6လ2025ရက်နေ့အတွင်းနေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရှင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ချမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးအထင်အထင်ရွာပြီး နေရာကွက်ပြီးမိုးတီထန်ခြင်းဒေတာအလိုက်မိုးကြည့်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြဆင့်ရေပြင်းမြေပြင်းတွေကတနအိုင်လ45မိုင်မှမိုင်90အထိတိုက်ခိုက်နိုင်သည်လို့မိုးလေဝသနဲ့ပညာရှင်ကြီးတွေကထုတ်ပြန်လာခဲ့ရပဲဖြစ်ပါဒါပြင်ရန်ကုန်မြို့အနိပ်ပိုင်းရက်ကွက်တွေမှာရေကြီးနိုင်ပြီးဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွားပိုင်းဟာဒီကနေ့မှလေဖိအားနဲ့ရွှေဝန်ဖြစ်လာပြီးနောက်48နာရီအတွင်းစိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်လို့ မိုးလီဝတပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒါကြောင့်မလို့ယနေ့မှစပြီး9ရက်6လ2025ရက်နေ့အတွင်းမိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးခြင်း၊မြေပြိုခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံများ၊တစ်ပင်တစ်ကိုင်းများ၊ဖိုက်ဘာလိုင်းနဲ့လျှက်စစ်တအားလိုင်းများပြိုကျရိုင်းလဲခြင်းစားရည်သဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်လည်းကုန်းပြင်းဒေသများအနေမှာနေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနဲ့မြေပြိုမှုအန္တရာယ်ကြုံတွေ့ရနိုင်ပြီး မြမကံယူရန်တခြားမြင့်ငယ်ချောင်းငယ်များအနည်းနဲ့မြေနှိပ်ပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေနဲ့မြေတပြက်ရေကြီးရေချမ်းမှုအနေရတို့ကိုလည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးလိုက်ရပါတယ်။ဒါပြင်စိုက်ပျိုးမွေးမြူတောင်သူများအပအဝင်ပြည်တွင်းလေချောင်းပြန်တမ်းရေးပြည်တွင်းရေချောင်းတွာလာရေးမြမကံယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်ဒီကံဝေငါးဖက်ရေရင်များဆက်လီများတင်မောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန်အထူးသတိပေးချက်ထုတ်ပြန်ထားခဲ့ရပါပဲဖြစ်ပါတယ်။ မြေနေပိုင်းနေထိုင်သူများနဲ့ကုန်းမြေပိုင်းနေထိုင်သူများလည်းတဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ကြဖို့တတိပေးလိုက်ရပါတယ်။အားလုံးပဲဘေးအန္တရာယ်ကင်းကြပါစေ။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။လောင်ရှိပြီးဆူတောင်းပေးသူကိုပြန်ဆဲခဲ့တဲ့ခိုင်နှင်းဝေချစ်သူရဲ့ဇယိုက်ဆန်တဲ့ဗီဒီယိုပေါ်ထွက်လာမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လက်တလောဖြစ်ပြနေတဲ့ကြေရပေါင်းစုံနဲ့ခိုင်နှင်းဝေရဲ့ပွဲရီကိုစတိုက်ကြည့်ဖြစ်ကြမယ်ထင်ပါတယ် ခိုင်နေဝီကတော့ဘလူးကောင်းဆောင်ထားတဲ့မင်းသမီးလိုမျက်နှာဖုံးတွေတလွာချင်းပြုတ်ကျလာခဲ့တာပါခုတခါမှလည်းအများကိုတိမ့်ထောင်ချီလှူဒန်းနေရဲ့ခိုင်နေဝီကပတ်စံတိမ့်30ပါလွဲတဲ့သူကိုကြပြန်မပီးချင်လို့ပြည်တနာဖြစ်နေရဲ့ပွဲကမပီးသေးဘူးနောက်ထပ်ပွဲတစ်ခုကထပ်ဖြစ်လာခဲ့ပါ යි ဒါကတော့မြန်မာမာတင်မကကဘာကျော်ရဲ့အထိနာမည်ကြီးပါစေလို့လက်ကိုကင်ပြီးဆွတောင်းပေးတဲ့အမျိုးသမီးကိုခိုင်နေဝီရဲ့ချစ်သူကဆဲဆိုတဲ့ဗီဒီယိုကာယကံရှင်အမျိုးသမီးကိုချက်ပြလာခဲ့ရပဲဖြစ်ပါ යි ဒီဗီဒီယိုကိုနားထောင်မိတဲ့လူတိုင်းကလည်းအယံကိုအံ့ဩသွားခြင်းကြပြီးဇေမြင့်အောင်ရဲ့အကောင့်ကိုသွားပြောကြပြီးမဲ့လေဗီဒီယိုတွေကလည်းကက်ကက်လန်ရှမ်းပြန်တွေ့နေရကြောင်းဇယိုက်တွေကပို့ပြီးတော့ပေါ်လွင်လာခဲ့ပါတယ်။တစ်ဖက်မိန်းကလေးကလည်းသူမကခိုင်နေဝေရဲ့လက်ကိုကင်ပြီးမြန်မာမာတီမကပဲကဘာကျော်ရဲ့အထိနာမည်ကြီးပါစေလို့ဆွတောင်းပေးခဲ့တဲ့ဗီဒီယိုကိုအဆိုပါအမျိုးသမီးကပဲ TikTok မှာတင်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုကြောင့်ပဲတိရစ္ဆာန်ခန်းနေဝေကိုပြည်သက်ဝေဖန်မှုတွေပြင်းထန်ခဲ့တာကြောင့်ခန်းနေဝေရဲ့ချစ်သူဖြစ်သူကမီဒီယာတွေနဲ့တောင်းပန်ပေးဖို့ပြောခဲ့ရဖြစ်ပိုင်းအဆိုပါအတန်ဖန်ထားတဲ့ဗီဒီယိုကိုခန်းနေဝေငွေကျပ်330ပြည်နာတက်နေချိန်မှာဖွင့်ချပြလာခဲ့ပြီးသူမဘီနာကာသူရီဟာရှိုင်းဆိုင်နေဆိုတာကို သူမကတက်တီပြခဲ့တာပါ